ဘာရောစင်ဆိုတဲ့စိတ်နဲ့အာယုံနှောင်ဖွဲ့ထားမှုတွေဟာလည်းပဲပြတ်ဆဲသွားလိမ့်မယ်။နော်စိတ်နဲ့အာယုံနှောင်ဖွဲ့တဲ့နှောင်ဖွဲ့ဒီနေရာမှာတန်ရောစင်ဆိုတာဘာပြောတာအရကလူတွေနားလည်နေကြတာပစ္စည်းတန်ရောစင်သားတန်ရောစင်သမီးတန်ရောစင်ဘာတန်ရောစင်ညာတန်ရောစင်တွေပြောနေတကယ်တန်ရောစင်ဆိုတာဒီဘဲဟာကိုဆိုလိုတာတော့စင် ိဘတွေဆိုရင်မိဘကသာသမီတန်ရောစဉ်ရှိတယ်ဆိုရင်မိဘရဲ့စိတ်နဲ့အာယုံပြုတဲ့စိတ်နဲ့မိဘကအာယုံပြုပြီးတွေ့တာနေတဲ့သာသမီမိဘကလည်းတန်ရောစဉ်မဟုတ်ဘူးသာသမီကလည်းတန်ရောစဉ်မဟုတ်ဘူးသူတို့နှစ်ဦးကြားမှာဆက်သွယ်နေတဲ့တွေ့တာမှုလေးကိုတန်ရောစဉ်လို့ခေါ်တယ်နော်ပစ္စည်းကလည်းတန်ရောစဉ်မဟုတ်ဘူးလူကလည်းတန်ရောစဉ်မဟုတ်ဘူး ပစ္စည်းနဲ့လူကြားမှာဆက်သွယ်နေတဲ့လူချင်းတွေ့တာမှုလေးကတန်ရောစင်ဖြစ်တယ်။တခါပစ္စည်းနဲ့လူကြားထဲမှာ မုံတီးမှုလေးကတန်ရောစင်ဖြစ်တယ်။ဒီလိုဆွလို့တာဥပမာဘာနဲ့တူတုံးဆိုရင်စာရွက်ကလေး၂ရွက်ထပ်ထားတယ်။စာရွက်ကလေး၂ရွက်တူတူပူးနေတော့လည်းပဲတရက်နဲ့တရက်ဟာတွယ်ကပ်နေခြင်းမရှိဘူး။ အေးအဲ့ဒီစာရွက်လေးနှစ်ရွက်ကြားထဲမှာစူပါဂလူးတို့ကော်လေးတစ်ခုထည့်လိုက်မယ်ဆိုရင်ဘာဖြစ်သွားစာရွက်နှစ်ရွက်ကတ်သွားစာရွက်နှစ်ရွက်ကတ်သွားအဲ့တော့ဒီစာရွက်နှစ်ရွက်ကတ်တာဘသူကြောင့်ကတ်တာလဲလို့ဆိုရင်အဲ့ဒီကော်ဈေးကြောင့်ကတ်တာကော်ဈေးဟာတန်ရောစင်ပဲဒီလိုဆိုလို့သားတန်ရောစင်သမီးတန်ရောစင်ဖြတ်ပြီးသားတွေသမီးတွေအိမ်ကနှင်ချရမှာမဟုတ်ဘူး သူတို့ဘောမှာ တွေ့တာတဲ့တန်ရောစင်ဆိုတဲ့တဏှာကိုသာပယ်ရမှာဖြစ်တယ်။ပစ္စည်းဥစ္စာတွေကိုဆွန့်လွတ်ခိုင်းတာမဟုတ်ဘူးပစ္စည်းဥစ္စာတွေဘောမှာတွေ့တာနေတဲ့မမောတဲ့တဏှာကိုသာဆွန့်လွတ်ခိုင်းတာဖြစ်တယ်။အဲတော့ဆွန့်လွတ်တာကစာရွက်ကလေးနှစ်ရွက်ကြားမှာရှိတဲ့ကော်ဈေးကိုဖယ်ခိုင်းတာပဲဖြစ်တယ်။တန်ရောစင်ဆိုတာကော်ဈေးကိုပြောတာနော်။အဲ့ဒါကိုဖယ်ခိုင်းတာအဲ့ဒါကိုဖယ်ခိုင်းတာလေသဘောမပေါက်လို့ရှိရင်အေးတန်တန်ရောစင်သမီးတန်ရောစင် ตาတွေတမီးတွေအဝေးပို့ပလိုက်ပြီးตาအစင်မရှိတော့ပစ္စည်းဥစ္စာတွေအကုန်လှူပြစ်လိုက်ပြီးตาအစင်မရှိတော့ဘူးလို့ဒီလိုထင်ကောင်းထင်လိမ့်မယ်အဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးပစ္စည်းနဲ့လူချားမှာတွေ့တန်းနေတာကိုပြောတာအတူဘလောက်ပဲနေနေနေတွေ့တာမှုမရှိဘူးဆိုရင်ตาအစင်ပြတ်တယ်လို့ခေါ်တယ်ဟာအတူတော့နေတဲ့ตาအစင်မရှိဘူးตาအစင်ဆိုတဲ့တွေ့တာမှုမရှိရင်ဘာဖြစ်လဲစိတ်ပူတာမရှိဘူး စိတ်ပူတာမရှိရင်စိတ်ဆင်းရဲတယ်ဆိုတာလည်းမလားတော့တန်ရောစင်ပြတ်ပြီးတော့ဒူဒူနေတာဟာငြိမ်းချမ်းတဲ့ဒူဒူနေမှုပဲဖြစ်တယ်ဗောစာရွက်ကလေးထပ်ထားသလိုပဲအလဲကောင်းမှာစက်ကူလေးနှစ်ချက်ထပ်ထားတယ်ကောမရှိဘူးဆိုလို့ရှိရင်တစ်ချက်နဲ့တစ်ချက်ဟာခွဲနိုင်ခွာနိုင်ရေရှားနိုင်တယ်အေးကောစိလေးထက်လိုက်ပြီဆိုလို့ရှိရင်တော့ဖဲမယ်ဆိုရင်စုပ်ပြတ်သွားမှာပဲကောစိကတ်နေတာကိုအတင်းဆွဲခွာလို့ရှိရင်စုပ်ပြတ်သွားသလိုပဲ သာသမီတွေပေါ်မှာတွေ့တာမှုတွေများနေလို့ရှိရင်ကုသိုလ်တွေပဲကစုတ်ပြတ်ကုန်တာပဲခွဲဖို့ကြိုးစားလိုက်တာနဲ့တပြိုင်နက်ကုသိုလ်တွေစုတ်ပြတ်သွားမှာပဲဒါကြောင့်မို့သာရောစဉ်ဆိုဒီမှာနှစ်ဦးကြားကတွေ့တာမှုအဓိကထားပြီးတော့ပြောတာသာဖြစ်တယ်ပေါ့နှစ်ဦးကြားကတွေ့တာမှုလေးကိုဖယ်ရှားရမယ်နှစ်ဦးကြားကမုံတိမှုကိုဖယ်ရှားရမယ်နှစ်ဦးကြားကဖြစ်ပေါ်နေတဲ့ ွဲလန်းမှုတွေတွေ့တာမှုတွေအားလုံးဖယ်ရှားပြရမယ်လို့ဒီလိုဆိုလိုတာ